မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့မြမဂီတာသမိုင်းတွင်ထင်ရှားခဲ့သောတည်တခြင်းများဖြစ်သည့်တကြောနှစ်ကြောတည်ကိုသည်ငယ်ချွန်းစွေမှုံရွှေရီ မန်ဆတဲ့တေးသချင်းများစွာကိုရစ်ဆက်တီကုံတိခတ်တီဆိုခဲ့သူဂီတမူဂီတလူလဲမောင်ကိုကိုအကြောင်းကိုဖော်ပြပေးတော့မှာ ဖြစ်ပါတယ်ရှင်။ဒီအကြောင်းအလေးကိုမပြောပြခင်မှာယခုလိုဘူးတူဒရပွဲအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်။ ဂီတလိုလေမောင်ကိုကိုခေါ်ဥပကိုကိုကိုအဖဥပဒေနဲ့အမိတော်ဖွားသိန်းတို့မှ1928ခုနှစ်နိုဝင်ဘာလ12ရက်နေ့တွင်အီယော်ရီတိုင်းဒေသကြီးဘိုကလေးမြို့၌မွေးဖွားခဲ့ပါတယ်။မွေးချင်း6ရောက်နဲ့စရုဒ္ဓမြောက်သားဖြစ်ပြီးအကိုရင်းဖြစ်သူဘိုကလေးတင့်အောင်ဟာလည်းမြမဂီတနဲ့စာပေလောကတွင်ထူးခြားသောအမှုပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ 1939ခုနှစ်တွင်ဂီတလူလယ်မောင်ကိုကိုဟာဂီတပညာကိုရန်ကုန်မြို့၌ဖွင့်လှစ်သောပကြီနှင့်တူရီယာသင်တန်းကျောင်းတွင်စတင်သင်ကြားခဲ့ပါသည်1940ပြည့်နှစ်တွင်အတန်လွင့်ခြင်းနှင့်ကိုလံဘီယာတပ်ပြားသွင်းခြင်းများကိုစတင်လှုပ်ဆောင်ခဲ့ပါသည်1943ခုနှစ်တွင်အတန်ရဲ့ရုပ်ရှင်ကားများ၌တီဝိုင်းကောင်းဆောင်ဖြင့်လိုက်လံတီမုတ်ပေးခဲ့ပါသည်1946ခုနှစ်တွင်ပြဇက်တီဝိုင်းကောင်းဆောင်ဖြင့်၎င်း 1948ခုနှစ်မှစ၍အတန်အတွက်ရုပ်ရှင်ဇာတ်ကားများ၌တီဝိုင်းကောင်းဆောင်ဖြစ်၎င်းရက်တီလှုပ်ရှားခဲ့ပြီး 1980တွင် ထွက်ရှိသောမုံရွှေကြီးဇက်ကားတွင်ဂီတဒရိုက်တာဖြင့်ဆောင်ရွက်ခဲ့ကဂီတလုပ်ွက်များစွာဖြင့်ရုပ်ရှင်ကိုပံ့ပိုးပေးခဲ့တော်လဲဂီတအတွက်အကယ်ဒမီဆုမပေးသောကာလဖြစ်သဖြင့်ဆုမရရှိခဲ့ဟုသိရှိခဲ့ရပါသည်ထို့နောက်ရုပ်ရှင်တဂီတအဖွဲ့၏ခေါင်းဆောင်ဖြင့်တာဝန်ယူဆောင်ရွက်ခဲ့ပြီးနိုင်ငံတော်စင်ဖိုနီတီဝိုင်းဖြစ်မြောက်ရေးအတွက်ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပါသည် 1946ခုနှစ်တွင်မြေပရိသာပြဇက်ပြည်ထောင်စုနေအထိမ်းမှပြဇက်အလုတ်သမားနေပြဇက် တောင်သူလယ်သမားနေပြဇာနဲ့တက်မတော်နေပြဇာများအားဂီတဒရိုက်တာဖြစ်၎င်းတေဂီတရေးဆက်ပေးခြင်းနဲ့တင်ဆက်ပြသခြင်းဖြစ်၎င်းဆောင်ရွက်ပေးခဲ့ပါတယ်1950ပြည့်နှစ်နာရီဝင်းဝင်းပြဇာဖွဲ့တွင်တေဂီတဒရိုက်တာဖြစ်ဦးဆောင်ဆောင်ရွက်ခဲ့ပါတယ်ဆရာဥကူကူဟာနိုင်ငံရေးခြားတိုင်းပြည်များ၌ဂီတဆိုင်ရာလှုပ်ရှားမှုဖြင့်1960ပြည့်နှစ်တွင်တရုတ်နိုင်ငံပေကျင်းမြို့၌ကျင်းပသော တရုတ်မြန်မာနယ်နိမိတ်လက်မှတ်ရေးထိုးပွဲသို့ရုပ်ရှင်ပြဆက်အမှုပညာရှင်များကာလဘောတိဂီတာအဖွဲ့ဝင်များအားဥဆောင်၍တွားရောက်ဖြိုပြခဲ့ပါသည်ဒီသားလူလည်းမောင်ကိုကိုဟာ1966ခုနှစ်တွင်မြန်မာနိုင်ငံဂီတကောင်စီဥက္ကဋ္ဌဖြင့်ဆောင်ရွက်ခဲ့ပြီး1989ခုနှစ်တွင်ဝစီယာပြဆက်အဖွဲ့ကြီးအားဖွဲ့စည်းရ၌ဥဆောင်သူဖြစ်ပါဝင်ခဲ့က ဝဇီယာပြဇာတ်များကိုတင်ဆက်ခဲ့ပါတယ်1993ခုနှစ်တွင်အမေရိကန်နိုင်ငံ ASEAN Cultural Council of New York Northern Illinois University University of Wisconsin Kent State University, Ohio, University of California, University of Montreal, ကနေဒါတက္ကသိုလ်များတွင် visiting professor ဖြစ်မြမဂီတာနှင့်ဒူရီယာများကြောင့်ကိုဘွဲ့လွန်နှင့်မဟာဘွဲ့လွန်သင်တန်းများတွင်သင်ကြားပေးခဲ့သူဖြစ်ပါသည်1994ခုနှစ်မှ2000ပြည့်နှစ်တွင်မလေးရှားနိုင်ငံစင်ကာပူနိုင်ငံနှင့်ထိုင်းနိုင်ငံများသို့မင်းကွန်းဆရာတော်ဖျားကြီးဖွဲ့စည်းပေးခဲ့သောတိတိအမှုပညာရှင်အဖွဲ့အားဦးဆောင်၍သာသနာတော်ပြတ်ပွားရေးကိစ္စရပ်များအားဆောင်ရွက်ပေး းခဲ့ခြင်းမြန်မာဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ရုပ်ရှင်နဲ့ဂီတအနုပညာရှင်များအားဦးဆောင်၍ဂျပန်နိုင်ငံသို့တွားရောက်တင်ဆက်ခဲ့ခြင်း အာဆီယံ230ပြည့်ထိမ့်မှတ်ကိတပွဲတော်သို့မြန်မာနုပညာရှင်အဖွဲ့နှင့်တွားရောက်ခဲ့ခြင်းများဆောင်ရွက်ခဲ့ပါသည်။ထို့နောက်ဂျာမနီနိုင်ငံကုလုံးမြို့တက္ကသိုလ်တွင်မြန်မာကိတပညာရပ်များဟောပြောပို့ချတရုတ်ပြည်သူများပြုလုပ်ပေးခဲ့သည့်အပြင်ဂျာမန်အတန်လွင့်ဌာန DW တွင်ရုပ်မြင်သံကြားရိုက်ကူးထုတ်လွှင့်ခြင်းများပြုလုပ်ခဲ့ပါသည်။ဘာလင်မြို့နယ်လဲတရုတ်ပြဟောပြောမှုများပြုလုပ်ခြင်းအတန်လွင့်ခြင်းများပြုလုပ်ခဲ့သလိုပြည်ထိုင်နိုင်ငံလန်ဒန်မြို့တွင်မြမဂီတာနှင့်ဆိုင်သောအကြောင်းအရာများကိုဟောပြော ော်သေးုပ်ပြဖြော်ပြပွဲများပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။ဆရာကြီးဥက္ကူကိုဟာတိဂိတအငိမ့်ပြဆက်နဲ့ဆိုင်သောဆောင်းဝါးများအား၄စင်ထုတ်သတင်းစာများနဲ့လှစင်ထုတ်မဂဇင်းများတွင်လည်းရေးသားခဲ့သည့်အပြင် ကီရလူလယ်မောင်ကိုကိုဟာပြန်ကြားရေးဝန်ကြီးဌာန၏အကြံပေးပုဂ္ဂိုလ်ဖြစ်၎င်းရေးကြီးမှုဝန်ကြီးဌာနရေးကြီးမှုတက္ကသိုလ်၏ရေးကြီးမှုကော်မတီဝင်အနေဖြင့်၎င်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏နာယကအနေနှင့်၎င်းမြန်မာနိုင်ငံကီရအစည်းအရုံး၏နာယကအနေနှင့်၎င်းဆောင်ရွက်ခဲ့ုံများမကမြန်မာရုပ်ဝင်တန်ကြားနှင့်အတန်းလွင့်ဦးစီးဌာန၏တိကီရစီစီရေးအဖွဲ့ဝင်ပြဇက်ကဇက်နှင့်စေတင်မှုပညာရှင်များစီစီရေးအဖွဲ့ဝင်များကျေးလက်တေးများရှာဖွေဖော်ထုတ်ရေးကောင်းဆောင် နှစ်စဉ်ကျင်းပသောစိုကာယေတီပြိုင်ပွဲအတိပြိုင်ပွဲဥက္ကဋ္ဌ National Symphony Orchestra အားပြုစုပြုထောင်လေ့ကျင့်၍ဂီတဖွဲ့စည်းမှုများရေးသားခြင်း အဖွဲ့တာဝန်ခံစသည့်တာဝန်များကိုထမ်းဆောင်ခဲ့ပါသည်။ဂီတလူလည်းမောင်ကိုကိုဟာဂီတပိုင်းဆိုင်ရာရုပ်ရှင်အကယ်ဒမီစုအနေနဲ့1992ခုနှစ်တွင်မေတီတာလိုမိန်းကလေးဇာတ်က 1994ခုနှစ်တွင်တိုက်ပွဲခေါ်တန်းစကား2002ခုနှစ်တွင်ဆိုင်းရီစကားများနဲ့အကောင်းဆုံးတက္ကီတာရုပ်ရှင်ထူးချွန်စုများကိုရရှိခဲ့သူဖြစ်ပါတယ်။ဆရာဥက္ကိုကိုနောက်ဆုံးရေးပေးခဲ့သောတခြင်းသည်ရန်ကုန်တက္ကသိုလ်ဂျက်ဆင်ဖျားကျောင်းဆိုင်ရင်တူအတွက်ခရီးရန်ဓမ္မတေးဆယ်ဘုတ်ဖြစ်ပါတယ်။နောက်ခံတက္ကီတာအနေနဲ့အာယုံတက်လေညက်နယ်လေဟူသော DVD စကားအတွက်တိခတ်ပေးကမြမအတန်နဲ့ရုပ်မြင်တန်ကြားအတွက်အောင်ရင်းရှိပါသည်တခြင်းမြေတာဖို့တေးတခြင်းများရေးသားနေစေကာလဖြစ်ပါတယ်။ ကီတာလူလဲမောင်ကိုကိုဟာ1996ခုနှစ်တွင် လူမှုထူးချွန်ပထမဆင်း2004ခုနှစ်တွင်ဝိဇာပညာထူးချွန်ပထမဆင်းများကိုလည်းနိုင်ငံတော်ကချီးမြှင့်ခံခဲ့ရပါတယ်။ ထို့ကဲ့သို့ဂိဒနေပဲတွင်မိမိပိုင်နိုင်တက်ဆွမ်းသောပညာဖြင့်နိုင်ငံအကျိုးပြည်သူအကျိုးကိုထူးချွန်ထက်မြတ်စွာဆောင်ရွက်ခဲ့သောပညာရှင်ကြီးအားမျိုးဆက်သည့်အမှုပညာရှင်များကအားကြအတူယူစံပြုထိုက်သူပုဂ္ဂိုလ်ဖြစ်မှတ်ယူနိုင်ရန်အမျိုးသားရည်ကြည်မှုနှင့်အမှုပညာတက်ကသူရန်ကုန်ပညာရေးအဖွဲ့မှဆရာကြီးဦးကိုကိုဂိဒလူလယ်မောင်ကိုကိုအားဂုံနူးဆောင်ဂိဒပါရဂူဝဲဒေါက်တာအော့မျိုးစစ်ကို2008ခုနှစ်ဩဂုတ်လ10ရက်နေ့တွင်ချီးမြှင့်အပ်နှင်းခဲ့ပါသည် ဂီတလူလင်မောင်ကိုကိုဟာအသက်အရွယ်ကြီးရင်လာသည်နှင့်အမျှလူဘဝတွင်ကျင်လည်ကျက်စားခဲ့သောဂီတပညာရပ်နှင့်ဆက်နွယ်၍အမတ်တရစာငယ်တစ်ပုဒ်အနေနှင့်ဂီတမှာတန်စင်ရွေးချယ်မှုဟန်ချက်ရွေးချယ်မှုတေးသွားရွေးချယ်မှုအစဉ်ပြေမှဂီတဖန်တီးမှုတစ်ခုဖြစ်မယ်လူရဲလို့ဖြစ်လာလျင်လည်းအထက်ကလိုဗတ်စုံကောင်းလာမှဘဝမှာတာယာမှာပါဟု၍ရေးသားဖွင့်ဆိုသွားခဲ့ပါသည်ဥက္ကိုကိုဟာ 1939ခုနှစ်မှစတင်၍အနုပညာဂီတလောကသို့ဂီတပညာရပ်ဖြင့်ဝင်ရောက်ခဲ့ပြီး1943ခုနှစ်မှစတင်ကအတန်တဲ့ရုပ်ရှင်ကားများတွင် စတင်တည်မှုခဲ့ပါသည်1945ခုနှစ်မှစ၍ပြဇာတ်များ၌တီဝိုင်းကောင်းဆောင်ဖြစ်၎င်းရုပ်ရှင်ကားများတွင်တိဂီတမှုအဖြစ်နှင့်မြန်မာနိုင်ငံဂီတကောင်းစီဘူတွင်ဥက္ကဋ္ဌဖြင့်ဆောင်ရွက်ခဲ့သူဖြစ်ပါသည်ဂီတလူလင်တီဝိုင်းကိုလည်းတီထောင်ခဲ့ကကိုယ်တိုင်ရေးသားသောတေးသချင်းပေါင်းမြောက်များစွာရှိခဲ့တယ်လို့သိရှိ ည်ခဲ့ရပါတယ်။မြမရုပ်ရှင်နေပယ်တွင်ရုပ်ရှင်တက်ဂီတာဖြင့်နာမည်ကျော်ကြားသူတဦးဖြစ်သောဂီတာလူလေမောင်ကိုကိုဟာ2009ခုနှစ်အောက်တိုဘာလ10ရက်နေ့ကရန်ကုန်ပြည်သူ့စေယုံကြီးတွင်ကွယ်လွန်သွားခဲ့ပြီးကွယ်လွန်ချိန်တွင် အသက်80ရှိပြီဖြစ်ကသားတစ်ယောက်နဲ့သမီးလေးယောက်ကိုကျန်ရဲခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုစုံတီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Gunta Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်စုံတွေ့ပေးရစေရှင်။